ုံးရွှေပညာရအိမ်တိမ်မှာကြောဝချမ်းသာခြင်းတွေဖြစ်လာအောင်ငွေဝင်လမ်းကြောင်းတွေပို့ပြီးတော့ဖြောင်ပြူးလာအောင်လို့ဒီအိမ်သူအိမ်သားတွေအိတ်ကြတဲ့အိတ်ရကိုဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာအချက်၅ချက်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဖုန်းရှင်ဆရာကြီးစီကိုသွားလို့ရှင်တခါတလေသူတို့ပြောတတ်တာရှိရပါတော့မင်းရဲ့အိယာကိုပြန်ဆန်းမှာငါမင်းရဲ့အနာဂတ်ကိုဟောပေးမယ်ဆိုတဲ့စကားမျိုးအဲ့တော့ဒီဖုန်းရွှေပညာရအိမ်တိမ်မှာရှိရဲ့အိတ်ခန်းကိုဘလို့မျိုးပြပြင်ဆင်လိုက်လို့ရှင်ဒီအိမ်တဲကိုကျော်အားချမ်းသာခြင်းတွေဝင်လာမလဲဆိုရဲ့လှည့်ဝဲဆန်ငါကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားပါမယ် နံပါတ်1အိတ်ခန်းကိုအမြဲတမ်းတန့်ရှင်းနေအောင်ထားပါရှုပ်ဝနေတဲ့အိတ်ခန်းဆိုတာကအိမ်ထဲကိုငွေဝင်လန်းချောင်းတွေဝင်မလာအောင်လို့တားဆီးနေတယ်လို့ပါပဲမနက်မိုးလင်းလာပြီဆိုလို့ရှိရင်အိတ်ရောင်အမြဲတမ်းတိမ်ပါအိတ်ခန်းရဲ့စမ်းမြင်ကိုတန့်ရှင်းနေအောင်ထားပါအိတ်ခန်းထဲမှာရှုပ်ဝနေစေတဲ့စိတ်ကိုလေးလံစေတဲ့အရာတွေအလုံးကိုဖိထုတ်ပြလိုက်ပါအိတ်ခန်းတစ်ခါကိုအမြဲတမ်းဖွင့်ထားပြီးတော့အလင်းရောင်ရရှိအောင်ထားပါဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်ကလည်းကြည်လင်လာပြီးတော့ငွေဝင်လန်းချောင်းတွေလည်းပူပြီးတော့ဖြောင်ပြူလာမှာဖြစ်ပါတယ်နံပါတ်2အိတ်ရောင်ကိုအိမ်မှာကြီးတစ်ခါ ားတို့ရေချိုးခန်းအိမ်သားတကားတို့ ਨੇ မျက်နှာချင်းဆိုင်ပြီးတော့မထားပါနဲ့အဲ့ရက ဒီတကားပေါက်တွေနဲ့မျက်နှာချင်းဆိုင်နေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကလုံလောက်တဲ့အိပ်စက်အနာယူမှုကိုမပြုလုပ်နိုင်တော့ပါဘူးတကယ်လို့အိပ်ရာကိုနေရာရှိလို့မရဘူးဆိုလို့ရှိရင်တော့ဒီတကားပေါက်တွေရဲ့ရှေ့ရနေပြီးတော့မှအယောင်နှုတဲ့ကလကာကိုကာထားပေးပါနော်နံပါတ်3အိပ်ရာရဲ့ခေါင်းရင်းမှာမာကျောတဲ့နံရံတစ်ခုရှိရပါမယ်ဒါဆိုလို့ရှိရင်တော့မိမိကိုအကာအကွယ်တွေအများကြီးရစေပါတယ်အိပ်စက်သူရဲ့စိတ်ဝိညာဉ်ကိုတည်ငြိမ်စေပြီးတော့မှယုံကြည်မှုတွေကိုလည်းပို့ပြီးတော့တူစေပါတယ်အိပ်ရာနှိုးတဲ့စိတ်လှူရှားသွားလာတဲ့အခါမှာလည်းစုံဖြတ်ချက်တွေကိုပို့ပြီးတော့ခိုင်မာ ¿sí, ¿vale? နံပါတ်၄အိဟာရဲ့အနားမှာမှန်တွေကိုမချပါနဲ့မှန်တွေကစွမ်းအင်တွေကိုနှစ်ဆတိုးနိုင်ပါတယ်အဲဒါကြောင့်မလို့အိဆက်နာယူခြင်းကိုနှောက်ရှက်ဖြစ်စေပြီးတော့မှစိတ်ပင်ပန်းမှုတွေကိုပို့ပြီးတော့တိုးစေပါတယ်အိဆက်တဲ့အချိန်မှာမှန်တွေကိုဖုံးကားထားပါဒါမှမဟုတ်လို့ရှင်အိဟာရဲ့တခြားတစ်ဖက်ကိုလှည့်ပြီးတော့ထားပါနော်ဘန်းကအိတ်ခန်းကိုဆင်းချဲတဲ့အချိန်မှာမျက်စိအေးစေတဲ့အရောင်တွေကိုသာရွေးချယ်တင်ပါတယ်ညာချိန်မှာအလင်းရောင်လည်းခက်ဖြော့ဖြော့လေးသာထွန်းလာတင်ပါတယ်တနခါရောင်အပြာနှုတ်ရောင်နဲ့အစိမ်းရောင်တွေကစိတ်ကိုတည်ငြိမ်စေပါတယ်ညာ က်အိတ်ဆက်တဲ့အချိန်မှာမီးအောင်ဖျော့ပျော့လေးထွန်းပေးထားရဆိုလို့ရှင်တော့ခန္ဓာကိုယ်ကပိုပြီးတော့ညီညွတ်မြတ်တာမှုဖြစ်စေပါတယ်။လာဗန်ဒါအမွှေးနဲ့တနခါးနဲ့အဆရှိတဲ့အနံသင်းသင်းလေးတွေပါတဲ့ဖျောင်းနိုင်လေးတွေကိုထွန်းထားပေးမယ်ဆိုလို့ရှင်ပိုကောင်းပါရနော်။